ပန်နိုင်ငံခရီးစဉ်အတွင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအသက်ဆက်ဆက်ဂျပန်ဝန်ကြီးချုပ်ဆာနေတာကိုင်ချီနဲ့အတူနှစ်နိုင်ငံတက်တူပူးပေါင်းတူဖော်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အောက်တိုဘာ28ရက်နေ့မနက်ပိုင်းကတိုချိုမှာသမ္မတထရမ့်ကိုအဲကန်ကြိုဆိုခဲ့ချိန်တာကိုင်ချီကသူ့ရဲ့နိုင်ငံဟာအမေရိကန်နဲ့ဆက်ဆံရေးရွှေခေတ်ကိုထူထောင်ဖို့စိတ်ပိုင်းပြတ်ထားကြောင်းပြောကြားခဲ့ပါတယ်။တာကိုင်ချီဟာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ပြီးခဲ့တဲ့သတင်းပတ်ကမှကျန်းသစ်စာကျင်းဆိုခဲ့သူဖြစ်ပါတယ်။ ထရမ့်နဲ့တာကန်ချီတို့လက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်ကခေတ်သစ် electronic ပစ္စည်းတွေစစ်လက်နက်တွေထုတ်လုပ်ရေးမှာမရှိမဖြစ်ရေးပါလာတဲ့မြေရှားတပ်တူကုန်ချမ်းတွေတူးဖော်ထုတ်လုပ်ရေးနဲ့တန်းစင်ရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။စာချုပ်ရဲ့ရည်ရွယ်ချက်ကကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာအတွက်အရေးပါဆုံးလိုအပ်တဲ့ဓာတ်တပ်တူပစ္စည်းတွေကိုနှစ်နိုင်ငံစလုံးရေရှည်မှဖူးဖူးလုံလုံရရှိနေစေဖို့ဖြစ်တယ်လို့နှစ်ဖက်အစိုးရတွေရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။တာကန်ချီကတော့ ထရမ့်နဲ့တွေ့ဆုံချိန်မှာနှစ်နိုင်ငံဆက်ဆံရေးရွှေခေတ်ကိုထူထောင်ဖို့တန်ိတ်ထန်ချထားကြောင်းနဲ့အဲ့ဒီကာလအတောအတွင်းဂျပန်ရောအမေရိကန်ပါပုံမအားကောင်းလာပုံမကြွယ်ဝလာကြမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဆွေးနွေးမှုတွေအတွင်းမှာတော့တာကန်ချီကသူဟာလာမယ့်နှစ်နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်ထရမ့်ကိုအဆိုပြုထောက်ခံသွားမယ်အကြောင်းကတိပြုခဲ့တယ်လို့လည်းအင်ဖြူရော်ကကြေညာခဲ့ပါတယ်။တတူတူဖော်ရေးကိစ္စစာချုပ်ချုပ်ဆိုအပြီးတာကန်ချီနဲ့အတူပြုံးပြုံးရွှေရွှေဓာတ်ပုံတွဲရိုက်ခဲ့တဲ့နောက် ထရမ့်ကအမေရိကန်နဲ့ဂျပန်ဆက်ဆံရေးဟာအားအကောင်းဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ချီးကျူးခဲ့ပါတယ်။သူကတာကန်ချီဟောင်ဂျပန်ရဲ့အထက်မြတ်ဆုံးဝန်ကြီးချုပ်တဦးဖြစ်လာလိမ့်မယ်လို့ယုံကြည်ကြောင်းလဲဆိုပါတယ်။ဂျပန်မှာတာကန်ချီလိုထူးချွန်တဲ့အမျိုးသမီးကောင်းဆောင်တဦးရှိလာတာကတကယ်ကိုအရေးကြီးတဲ့အခြေအနေတစ်ခုလို့လဲထရမ့်ကပြောပါတယ်။နောက်တော့လက်မှတ်ရေးထိုးတဲ့အခမ်းအနားကျင်းပရာခမ်းမဆောင်တဲ့ကို1989နဲ့1983ခုနှစ်တွေတော်တွင် မြောက်ကိုရီးယားအေဂျင့်တွေရဲ့အထမပြန်ပေးဆွဲတာခံခဲ့ရတဲ့ဂျပန်နိုင်ငံသားတွေရဲ့မိသားစုဝင်တွေကဝင်ရောက်လာခဲ့ကြပါတယ်။အဲ့ဒီတုန်းကအနည်းဆုံးဂျပန်နိုင်ငံသား18ဦးလောက်ပြန်ပေးဆွဲခံရပြီးလက်ရှိအချိန်ထိဂျပန်နဲ့မြောက်ကိုရီးယားကြားဖြည့်ရှင်းလို့မရသေးတဲ့ပြဿနာအဖြစ်ရှိနေပါတယ်။ထရမ့်ကသူ့ရဲ့အမေရိကန်သမ္မတပထမသက်တမ်းအတွင်းအဲ့ဒီပြန်ပေးဆွဲခံရသူတွေရဲ့မိသားစုတွေနဲ့တွေ့ဆုံခဲ့ပူသလိုအခုတစ်ချိန်တွေ့ဆုံမှုမှာတော့ပြန်ပေးဆွဲခံရသူတွေလွတ်မြောက်စေရေး အစွမ်းရှိသမျှစ조사သွားမယ်လို့ကတိပြုခဲ့ပါတယ်။ Trump ဟာ၅ရက်ကြာအာရှခရီးစဉ်အဖြစ်မလေးရှားနဲ့ဂျပန်တို့ကိုရောက်ရှိခဲ့ပြီးအဲဒီကနေတောင်ကိုရီးယားကိုခရီးဆက်မှာဖြစ်ပါရရှင်။